ငလင်ဘေးတဲ့ပြည်သူတွေအတွက်ဂရင်းနေရဆန့်စေးယုံဆောက်လို့လူတန်လိုက်တဲ့ AR ban ဥက္ကဋ္ဌဦးစောစောပြည်သူများလုံးမမင်္ဂလာပါရှင့်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံငလင်ဘေးမှာအတန်တိတ်ကတိတိယောက်ယောက်လူတန်းနေသူတဦးကတော့ရုပ်ရှင်မင်းသမီးဖွဖွေးရဲ့ရောက်ခမဆိုပြီးနာမည်ကြီးနေတယ်ဦးစောစောဖြစ်ပါတယ်ဦးစောစောဆိုတာကမြန်မာနိုင်ငံမှာ AR ban နဲ့အတူ Match Myanmar Energy Company နဲ့တခြားသောစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုတည်ထောင်ထားတာဖြစ်ပါတယ် အထူးသဖြင့်တော့ဦးစောစောကမြန်မာနိုင်ငံမှာအချမ်းသာဆုံးထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေတဲက နံပါတ်3နေရာမှာတည်ရှိနေရလို့ပြောရင်လည်းမမားပါဘူး။ဦးစောစောကဒီလိုမျိုးချမ်းသာကြွားတဲ့တတိဖြစ်တဲ့ပြင်စိတ်ထားကောင်းတဲ့တတိကြီးတူဆိုရင်လည်းမမားပါဘူး။တကယ်ဆိုရင်မြန်မာနိုင်ငံမှာချမ်းသာကြွားတဲ့တတိကြီးတွေများစွာရှိပါတယ်။ဒါပေမဲ့ဦးစောစောရဲ့ပရာဟိတစိတ်ထားကိုတော့လေးစားအတိမတ်ပြုရမှသိကြပါတယ်။ဦးစောစောကသူ့ရဲ့ချမ်းသာကြွားမှုတွေကိုမြန်မာနိုင်ငံကြီးတိုးတက်ဖို့အတွက်အသုံးချနေရဖြစ်ပါတယ်။ဦးစောစောကပညာရေးဖောင်ဒေးရှင်း၊ကျန်းမာရေးဖောင်ဒေးရှင်း၊စာရဲဖောင်ဒေးရှင်းတွေကနေတဆင့်လှူဒါန်းနေပါတယ်။ဒါပြင်ဦးစောစောကအားလုံးသိကြ တဲ့အတိုင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်နဲ့မြန်မာဘောလုံးလောကတိုးတက်အောင်အမျိုးသားဘောလုံးအသင်းအမျိုးသမီးဘောလုံးအသင်းလူငယ်အသင်းစသဖြင့်စနစ်တကျငွေကုန်ကြေးကျခံပြီးတော့လှုပ်ဆောင်လျက်ဖြစ်ပါတယ်။ဒါကြောင့်လည်းအေယော်ရီဘန်ဥက္ကဋ္ဌတထေးကြီးဦးစောစောကမြန်မာနိုင်ငံရဲ့ထိတ်တန့်တထေးကြီးတွေထဲမှာလူ့ချစ်လူခင်အပေါ်အများဆုံးသောတထေးကြီးတစ်ဦးဖြစ်ပါတယ်။ဦးစောစောကလည်းတလောရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ငလင်ဘေးမှာလည်းတိတိယောက်ယောက်ကိုကြီးလူတန်းပေးနေရပါအလုံးတိကျတဲ့အတိုင်းမတ်လ28ရက်နေ့မှာတကြောပြန်လှုပ် ခတ်လာတဲ့ငလင်ဘေးကြီးနဲ့အတူတူမြန်မာနိုင်ငံမှာတော်တော်လေးပြည်စည်းဆုံးရှုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့မြန်မာနိုင်ငံအလဲပိုင်းတစ်လျှောက်ကမြို့ကြီးတွေမှာအထံအမြင်အဆောက်အဦတွေပြိုကျပျက်စီးမှုနဲ့လူနေအိမ်ကျောင်းကျန်းမာရေးဌာနစေဘေးကံစေယုံစတဲ့အခြေခံအဆောက်အဦတွေတော်တော်များများပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ငလင်ဘေးမှာအသက်ရှင်တန်ကျန်ရင်းနေသူတွေအတွက် ရေရှည်မှရပ်တည်နိုင်ဖို့ဗတ်ပေါင်းစုံကန္နာပေါင်းစုံကနေအကူအညီတွေလှူဆောင်ပေးနေရဖြစ်ပါတယ်။ ဒါအပြင်နိုင်ငံတကာနဲ့မြန်မာနိုင်ငံကစေတနာရှင်အလူရှင်တွေကလည်းတခဲနဲ့ပအဝင်လှူဆောင်နေကြတာဖြစ်ပါတယ်။ဒီအထက်ကမှအေယော်ရီဘန်ဥက္ကဋ္ဌဦးစောစောကလည်းရှေ့ဆုံးကနေကူညီလှူဆောင်နေတာဖြစ်ပါတယ်။အထူးသဖြင့်တော့ငလင်ဘေးတံကြာရောက်တဲ့နေရာမှာထိခိုက်ဒဏ်ရာရရှိမှုတွေကလည်းတော်တော်လေးကိုများပြားခဲ့ရပါ ဒီလိုရုံတရက်ကြုံတွေ့လရတဲ့သဘာဝဘေးအန္တရာယ်တွေအတွက်ငကုံမူလရှိရင်ဆွေဆေးရုံဆေးကန်းတွေမှာကုသမှုကမလုံလောက်နိုင်ပါဘူး။ဒီလိုအခြေအနေတွေအတွက် AR ban ဥက္ကဋ္ဌဦးစောစောကမန္တလေးမြို့မှာခင်မီဆေးကုသပစ္စည်းတွေနဲ့အတူဂရင်200ဆန့်ယာယီဆေးရုံကြီးတရုံကိုချက်ချင်းတိစောက်လိုက်တာဖြစ်ပါတယ်။အခုလုံလုံဆိုင်မှာဦးစောစောတိစောက်ထားတဲ့ယာယီဆေးရုံမှာလူတွေကစေဝါကုသမှုခံယူနေကြပါတယ်။ပုံမှန်ဆိုရင်ချမ်းသာကြွယ်ဝတဲ့တထည်ကြီးတွေကကိုမိသားစုချမ်းသာကြွယ်ဝစီးစိမ်ချမ်းသာတဲ့အတူဇိမ်ခံ ဖို့ဝယ်စဉ်းစားကြပါတယ်။ဦးစောစောကတော့သူ့ရဲ့စီစဉ်ချမ်းသာကြွယ်ဝမှုတွေကိုအသုံးချပြီးတော့လူမှုအကျိုးပြုလုပ်ငန်းတွေကိုပဲလှုပ်ဆောင်နေရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဦးစောစောရဲ့လှုပ်ဆောင်ချက်တွေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။